Always American Home Pregnancy နဲ့ Prenatal Series မှာပြန်လည်ကြိုဆိုပါရစေ။ဒီဘက်ကတော့ Week 30ဘာတွေကလေးပြောင်းလဲမှုတွေရှိနေတယ်လဲ၊ကိုယ်ဝန်ဆောင်တွေကဘာတွေပြောင်းလဲမှုတွေရှိတယ်လဲ။အဲ့ဒါလေးကိုဘယ်လိုကြံပြကြမလဲဆိုတဲ့အကြောင်းအရာကိုမျှဝေသွားပါပါ။ကျွန်မကိုကိုရိုင်းလည်း Third Trimester မှာဖြစ်နေတဲ့အကြောင်းမလို့ကျွန်မရဲ့အတွေ့အကြုံအရဖြစ်နေတဲ့အရာတွေကိုလည်းဆက်ပြီးတော့ပြောပြသွားမယ်ပေါ့နော်။ဆိုတော့ဒီချိန်မှာဆိုလို့ရှိရင်ကျွန်မတို့ကလေးလေးတွေကတကယ်ကိုပဲလူလေးနဲ့တော်တော်လေးတူလာပြီးပဲဒီချိန်မှာထွက်လာတယ်ဆိုလို့ရှိရင်တော့မှပဲပြင်ပါပေါ့နော်။ Survive ဖြစ်ဖို့အတွက်အဆင်းအောင်ရဲ့ကလေးအကြီးကျယ်ဌာန ားမှာတော့ထားရမှာပေါ့နော်ဒါပေမဲ့လည်းဒီအချိန်မှာမွေးတယ်ဆိုလို့ရှိရင်တော့မှပဲကလေးကအသက်ရှင်ပါလိမ့်မယ်ဘာလို့ဆိုတော့ဒီသူကအရန်ကိုပဲနီးစက်နေပြီခန္ဓာကိုယ်အစိပ်ပိုင်းတွေကလည်းအကုန်လုံးနီးပါအကုန်လုံးကဖွံ့ဖြိုးနေပြီပေါ့နော်သူ့ရဲ့အရှိက15လက်မှကျော်ပြီးတော့16လက်မှနီးပါဖြစ်နေပြီဟိုပါ weight ကတော့3ပေါင်ခွဲလောက်နီးပါဖြစ်နေပြီပေါ့နော်အထဲထဲမှာအဲ့လိုမျိုးဖြစ်နေပြီပြီးတော့ကလေးရဲ့ weight ကိုပြောရပြီလူကြီးရဲ့ weight ကလည်းပေါင်20ကျော်လောက်ကိုတက်လာနေပြီပေါ့နော်ဒါကပုံမှန်ဆိုရင်အဲကျမတို့လူမျိုးရန်စားတောက်တင်များပြီးွားလဲဆိုလို့ရှိရင်တော့ပေါင်30လောက်ဖြစ် ်နေပြီပေါ့ဆိုအဲ့လိုမျိုးလေးလည်းရှိတတ်တယ်ကျမဟိုကိုဝင်ဆောင်တဲ့ချိန်မှာပေါင်40လောက်တက်လေးရှိတယ်ပေါ့နော်အာဆိုတော့ဒါအာကျမတို့ကဟိုများသောအားဖြင့်တော့ကလေးမွေးပြီးွားလို့ရှိရင်ပေါင်20လောက်ကသူ့လိုလိုကျသွားတယ်ကျန်တဲ့20လောက်ကတော့ဒါအစီလေးဖြစ်လာတာဆိုတော့ခါချတော့လေလိုအပ်တာလည်းပုံပြီးတက်လာတာဆိုတော့ပြန်ပြီးတော့ချတာမျိုးလေးတော့ရှိတာပေါ့နော်ဆိုတော့စတဲ့ကအဲဒါမျိုးအရင်မတက်ချင်ဘူးဆိုလို့ရှိရင်ကျမတို့မျိုးရန်ကြီးပဲမစားတော့ခဲ့တယ်ပေါ့နော်အာစားတော့ကိုကျမတို့နည်းနည်းချင်းချင်းပြီးတော့စားမယ်အရင်ကြီးဝေးမတက်ဘူးပေါ့နော်ဆိုတော့ဒီမှာဒီချိန်မှာဆိုလို့ရှိရင်တော့ပေ ောင်20ကျော်တက်တာတော့ပုံမှန်ပါပဲဆိုတော့ပောင်20ကျော်တက်လာနေအမျှတော့ကျမတို့เนาะလာခြင်းမှုတွေတော့ရှိတာပေါ့เนาะပြီးတဲ့အခါမှာကျမတို့အိတ်တဲ့အခါမှာအဆင်မပြေဘူးလीเนาะဆိုတော့ကျမတို့အသွေးကြောတွေကိုဖိမိမှာစိုးရမျိုးရှိတော့ကျမတို့ရှေ့ပိုင်းမှာပြောခဲ့သလိုပဲတစားအောင်အိတ်ရတယ်เนาะဘယ်ဘက်ကိုစောင်းပြီးတော့အိတ်ရတယ်ဘယ်ဘက်ကိုစောင်းပြီးတော့အိတ်ရတဲ့အခါမှာနာကျင်တာပေါ့ကျမအဲ့လိုမျိုးအိတ်နေကြမဟုတ်တဲ့လူတွေဆိုလို့ရှိရင်နာကျင်မှုတွေခံစားရတယ်ပောင်တစ်ချမ်းနဲ့မှနာနေတာမျိုးတွေရှိတယ်အချို့ကြတော့လည်းကျမဆိုလို့ရှိရင်အဲ့လိုအိတ်နေတဲ့ပလက်ပြင်းပြင်းဖြစ်သွားတော့ pregnancy pillow လို့ခေါ်တဲ့ဒီခေါင်းပေါ့เนาะအဲအဲ့လိုမျိုး ျိုးထားထားတာမျိုးရှိတယ်ကို့မှာ pregnancy pillow မရှိခဲ့သေးဘူးမဝယ်ထားဘူးဆိုလို့ရှင်လည်းရရရုပ်ကောင်းကိုပဲဟိုဘက်ဒီဘက်ခံပြီးတော့အိပ်ပါကိုကလိုလိုယူပြင်းပြန်ကြီးပေါ့နော်ကိုကပြင်းပြန်ကြီးအိပ်နေတာမျိုးမဟုတ်ဘူးလည်းပစောင်းတစောင်းလေးဖြစ်နေတယ်ဆိုလို့ရှင်ဒါအဆင်ပြေပါတယ်ပေါ့နော်ဒါဆရာဝန်ကကျမလည်းစိုးရိမ်တော့လိုမျိုးမေးတာပေါ့နော်အဲကျမအိပ်နေတယ်ပြင်းပြန်ပြီးပလက်ဖြစ်သွားတယ်ဆိုတော့ကလေးကိုစိုးရိမ်ရလားကျမစိုးရိမ်လို့ပါပေါ့နော်ဒါမျိုးတွေပြောရဲဆိုတော့ခါပါဆရာဝန်ကပြောတယ်အဲဒါပေါ့နော်အဲ့လိုအောက်မှာအောက်မှာခေါင်းလေးခံပြီးတော့အိပ်ပါပေါ့နော်ကိုကကိုကအရင်ဟိုပြင်းပြန်ကြီးဖြစ်သွားရဲဆိုလို့ရှင်ပြန်ပြန် တိကြတိုင်းမှာပြန်ပြီးတော့လုပ်ပေးပါဗောနော်အမေများသောအားဖြင့်ကတော့ကလေးကပြဿနာရှိရဆိုလို့ရှိရင်ကိုကသူ့လိုလိုနိုးနိုးချလာတယ်အဲဆိုတော့အဲ့လိုပုံစံမျိုးပြောတယ်ဆရာဝန်ကအဓိကတော့ကို intuition ဗောနော်ကိုကမိဘတယောက်ရဲ့ဟိုကတိစိတ်ဗောအဲဒါမျိုးလေးရှိတဲ့အခါကျတော့ကိုတခုခုမှားရွေးနေဆိုလို့ရှိရင်ကျမတို့နိုးလာပါလိမ့်မယ်ဆိုအဲ့ဒါလေးကိုပြောတယ်နောက်တစ်ခုကကျမတို့ကဒီ bike ကအရင်ပဲလေးလာတယ်ဆိုတဲ့အခါကျတော့စီးရလည်းမကြခဏညဘက်တွေထသွားမျိုးရှိတယ်ဆိုတော့အထူးသဖြင့်ကျမအကြံပေးချင်တာကတော့အိတ်ခန်ကြီးရေမတောက်ဖင်းနဲ့ကျမတို့ကဒီ cat and cow ဒီ exercise ကိုလုပ်ပါအဲဒီခါနာတာနေပြီးတော့လဲတက်တာလည်းအပြင်စီးသွားတာလည်းကျမတို့ညနှခါ၃ခါလောက်ထသွားနေတယ်တစ်ခါလောက်ပဲသွားတာမျိုးလေးရှိတယ်ပေါ့နော်ဆိုတော့အဲ့အမျိုးလေးလုပ်ပါနောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျမတို့ကကလေးရဘယ်ရွယ်လောက်ရှိနေပြီလဲဆိုတော့ကိုဗီဒ်လောက်ကြီးထွားနေပါပြီကလေးလေးရလည်းဟောက်ခါလူကြီးနေနေဆိုလို့ရှိရင်ဒါတော့တခြားဗပြောင်းလဲမှုလေးရှိလဲဆိုလို့ရှိရင်အဓိကကျမဆိုတော့ပင်ပန်းတာပေါ့နော်လမ်းလျှောက်ရတာအရင်ကြီးမလျှောက်နိုင်အရင်ကတော့ exercise မလုပ်နိုင်ဘူးအခုဆိုရင်အရင်တော့ဆို exercise လုပ်ချင်စိတ်လည်းရှိတယ်လုပ်လဲလုပ်နိုင်တယ်အခုကြာ တော့လှုပ်ချင်စိတ်ကိုမရှိတာပြီးတော့ပင်မန်းတာပေါ့နော်လှဲပဲလှဲနေခြင်းတဲ့ဒါမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးလဲအာဒါဖြစ်တတ်ပါတယ်ပေါ့နောက်ခုကအရင်ကြီးနုံးနေဆိုလို့ရှိရင်လဲအာယွန်းလေး check ကလုပ်ကြည့်ပေါ့ရှေးပိုင်းမှာပြောခဲ့သလိုပဲအာယွန်းကဒါနေနေတယ်ဆိုလို့ရှိရင်လဲကျမတို့အရင်နုံးနေပေါ့လေဆိုတော့အာယွန်းကိုပြန်ပြီးတော့ကျမတို့အာယွန်း supplement တောင်းလို့ရတယ်နောက်တစ်ခုကဒီချိန်မှာဖြစ်တာ mental health ဖြစ်တာကျမခုဖြစ်နေတာဒါ mental health ကရန်အထိကနေပြီအာဆိုတော့ဒီချိန်မှာအမြင်နဲ့ဖြစ်နေကြအာအဲ့လိုမျိုးပေါ့ anxiety and depression ပေါ့နော် depression ဆိုတာတဲ့အရာရာကို မှမကောင်းတဲ့ဘက်ကနေပြီးတော့ negative thoughts တွေကပိုပြီးတော့များတယ်ကောင်းတဲ့အတတ်တယ်လေအဲ့လိုမျိုးအတူတူဝင်ဝင်လာတာအဲအထူးသဖြင့်အလုံးမဆိုလို့ရှိရင်လည်းအဲဒါအလုံးက boss ကငါ့ကိုကြက်မှလာပြီးတော့ဒီလိုမျိုးပြောတယ်ဒီလိုမျိုးဆက်ဆံတယ်သူများဆိုဒီလိုအဲ့လိုမျိုးပေါ့နော်ယောက်ျားဆိုလည်းအမြင်မကြည့်ဘူးအဲအဲ့လိုမျိုးဟိုတခုခုသူပြောလိုက်တာလေးကိုကောက်သွားပြီးဒါမျိုးလေးဘာလဲနေရငါလည်းအဲစကားမပြောချင်တာလားဆက်သဖြင့်ပေါ့နော်ဒါလေးတော့မလုပ်ပေးနိုင်ဘူးလားရဲ့ဒါမျိုးလေးပေါ့နော်ယူမှာဘာမဟုတ်တဲ့ကိစ္စလေးတွေပေါ့မှာကျမတို့ကဟိုဒေါသထွက်တာပို့ပြီးွားတော့နောက်တစ်ခါဒေါသထွက် ပြီးွားရင်လည်းလူတွေကဝမ်းနေတာလीเนาะဆိုတော့ depression ပေါ့ငိုရာတွေလို့အကျဉ်းချင်းဒါမျိုးတွေဖြစ်တယ်နောက်တစ်ခုကလေအဲ့လိုမျိုးဝမ်းနေရုံနဲ့မကအဲ့လိုမျိုးပေါ့မျောလင်းချက်မေးတာတွေလို့အာဒီဟာပြန်ကောင်းပါတော့မလားဟာရခုနာကျင်နေတာတွေကနေပြီးတော့ပြန်တက်တာလာနိုင်မှာတော့မလားငါလူကောင်းဖြစ်လာပါမလားပေါ့လေကလေးတွေကလူကောင်းဖြစ်ပါမလားဒါဆက်သဖြင့်ဒါတွေအတွေးတွေကအဲ့လိုမျိုးခေါင်းထဲမှာချက်ချလေးနေပြီးတော့ဝင်တက်တယ်ဒါကဒီအချိန်မှာဖြစ်တာပုံမှန်ပဲကျမကိုဂရန်ဒီလိုဖြစ်နေတယ်အဓိကကတော့ချန်ပီးချင်တာကတော့ကျမတို့ balance diet ပေါ့နော်ကောင်း နဲ့မျှတတဲ့စားသောက်ကိုစားပါကျမတို့လေးလံတဲ့စားသောက်တွေကိုမစားဘဲနဲ့အသီးရွက်တွေပါတဲ့အဟာမျိုးပေါ့နော် salad တို့ပါတယ်ဆိုတော့ကျမ salad စားတယ် nuts တွေအသီးဒီဟိုအဆီဆန်တွေစားတယ်အဲချိုးတွေပါမစားဘူးလားဆိုတော့မဟုတ်ဘူးအဲ့ဒါတွေလည်းစားတာပါပဲဒီနေ့ pizza လည်းစားတယ်အလုံးမလည်းခိုင်းရတော့အဲ့လိုမျိုးပေါ့နော်ကောင်းတာလည်းစားတယ်ဆိုတာလည်းစားတယ်ဒါပေမဲ့လည်းကောင်းတာလေးကိုလည်းဟိုကမစားချင်တော့နည်းနည်းလေးတက်နိုင်တဲ့မြအနေတိုင်းပေါ့နော်ထည့်ပြီးတော့စားပေးမယ်ရေကိုလည်းရေတောက်မယ်ကော်ဖီကိုအများကြီးမတောက်ဘူးကျမကကော်ဖီမတောက်မယ်မနေနိုင်ဘူးဆိုလို့ရှိရင်ကျမတို့ကတော့ဘတ်ပေါ့နော်အဲ ကော်ဖီခွက်တဲ့တဝက်ကိုကျွန်မဒီကက်ဖ်နဲ့ရောပြီးွားတော့တောက်ရတာမျိုးရှိတယ်။အရင်အချင်းလာရဆိုလို့ရှိရင် exercise ဆိုလို့ရှိရင်လည်းကျွန်မလမ်းလျှောက်တာရိုးရိုးရှောက်အခါအရင်နာတယ်။ဆိုတော့ကျွန်မ elliptical ပေါ်မှာရှောက်ရတယ်။ elliptical ဆိုတာကသူကကျတော့အပေါ်ကိုခြေထောက်ကိုညောင်းလိုက်အဲချလိုက်လုံးရတဲ့ဥစ္စာပေါ့နော်။အဲ့ဒါကျတော့ကျွန်မခါအတွက်ပို့ပြီးတော့အစင်တက်တာတယ်ဒီလိုမျိုးဟိုပြန့်နေတဲ့နေရာမှာလမ်းလျှောက်ရတာတဲ့။ဆိုတော့ဒါမျိုးပေါ့နော်။အဲ့ဒါလေးဆက်လုံးမယ်။နောက်တစ်ခါအာတချို့အမျိုးသမီးဆိုတဲ့ခြေထောက်တွေပါပြီးဖောလာတာမျိုးရှိတယ်။အာဘာလို့လဲဆိုတော့ဒီခုနကဒီတအိမ်ကဟိုသွေးလေပတ်မှု ဖိတာမျိုးလေးเนาะဆိုတဲ့အခါမျိုးသူ့ရပြန်မလျှောက်ဘူးပေါ့เนาะအဲ့ခြေောက်မှာလာပြီးတော့ဝတ်နေတာမျိုးရှိတယ်ဆိုတော့ခြေောက်ကိုကျမတို့အပေါ်ကိုထောင်ထားပြီးပါပေါ့เนาะအဲ့လိုမျိုးလုပ်ပြီးပါအဲ့မဲ့တပြန်တစ်ထဲမှာလည်းကျမတို့က weight ဒီအရန်တက်လာတဲ့ချက်ချင်းဆိုသလိုခြေောက်ကဖောလာပြီးတော့ weight ကအရန်တက်လာဆိုတော့လေဒါဆိုရင်ဇာတစ်ခုက a clumsy လို့ခေါ်တဲ့သူကိုယ်ဝင်စိတ်တက်တာပေါ့เนาะဒါလည်းဆိုရင်ရတယ်ဆိုတော့အဲ့လိုမျိုးလေးတော့ကျမတို့တစ်ချိန်ထဲမှာကြည့်ပေးပါပေါ့เนาะခြေောက်ကဖောပြီးွားတော့မှလူက weight တွေကလည်းအရန်တက်လာခြေောက်ကနာလာတာမျိုးဒါမျိုးကြီးဆိုလို့ရှိရင်ဆောင်းနဲ့တိုက်မယ်ပါเนาะဒီ move swing င်းကတော့အရင်ပဲဟိုဟာဖြစ်တတ်တယ်ဆိုတော့လေအဲ့ဒါလေးအကြောင်းလေးဆက်ပြီးတော့ပြောပါမယ်နော်ပါ